ကျွန်တော်တို့ရဲ့ပုံမှန်တစ်ဆင့်တစ်ကြဖြစ်တဲ့တော်ဝေလီအစီအစဉ်ကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါရစေ။ဒီဒီဘက်မှာတော့ကျွန်တော်တို့ရေပုံမှန်ပြောနေကြစေရေးနိုင်ငံရေးစားတဲ့ကိစ္စတွေတဲကနေမှလက်ရှိပြည်တွင်းမှာဖြစ်ပျက်နေတဲ့ကျွန်တော်ပြည်သူတွေရဲ့အကြအတဲတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မြင်ရကြားသမားတွေကိုကျွန်တော်ကျွန်တော်ညီကိုမြောက်ကနေပြန်လဲဆွေးနွေးသွားဖြစ်ပါရစေ။မင်္ဂလာလင်းထောင်ရေ။ဟုတ်မင်္ဂလာပါကို။အာဒီနေ့ကတော့ကျွန်တော်တို့ဒီစေရေးနိုင်ငံရေးဆိုတဲ့အကြောင်းအရာတွေတဲကနေမှပေါ့။ လက်ရှိပြည်ထဲမှာဖြစ်ပျက်နေတဲ့အတင်းလေးတွေသူတို့ဒီပြည်သူတွေရဲ့အကြောင်းဒီပြည်သူတွေခက်ခဲနေတဲ့အကြောင်းအရာတွေကိုပြောကျင်တယ်ပြောကျင်တယ်ဆိုတော့ဘာကြောင့်ဒီစကားကိုပြောရတယ်ဆိုလို့ရှိရင်ဒီရပိုင်းတဲမှာပဲဒီရန်ကုန်မှာပေါ့နော်ဖြစ်သွားတဲ့အမှုခင်းလေးတွေရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်စမ်းကြောင်းတဲမှာဒီတိုက်ခန်းတခန်းကိုအမျိုးသမီးတယောက်ကဝင်ပြီးတော့ပစ္စည်းဒါသူတို့ဒါဝင်ပြီးခိုးတယ်ပေါ့နော်ခိုးရကနေမှဒါပန်ရှင် အနေနဲ့ပုံမှန်ကြီးကလူတွေကတိသွားပြီးတဲ့ခါကျသူဖမ်းတယ်ဖမ်းဖို့ကြိုးစားတဲ့အချိန်မှာသူကလုတ်အောင်ဆိုပြီးတော့အင်နောက်ဖေးကနေမှခုံချသွားတယ်လေးလောကနေခုံချသွားတယ်အဲ့ဒီမှာခုံချသွားတဲ့တော့ဒါပွဲချင်းပြီးဒါတေဆုံးသွားတယ်ပေါ့ဒါတစ်ခုနောက်တစ်ခုကပါလဲဆိုတော့ဒီမိသားစုတွေမိပြက်လို့ဆိုပြီးတော့ဒါအခန်းထဲမှာသူတို့ဒါမိဆက်လေးဖွင့်ပြီးတော့အဲ့ရကနေမှအဖေရဲ့အမေရဲ့တာသူ့ကလေးရဲ့နောက်တစ်ခါအိမ်မှာလာနေရတဲ့သူ့ခဲမလေးတယောက်ရဲ့သူ့ရဲ့ငွေရတဲ့ခွေးလေးရဲ့ဒါတည်သွားတယ် အဲ့တော့ပတ်ဝန်းကျင်ကမတိကြဘူးအဖို့ဆိုရင်ညံတော့မှဒါအင်ဒီကာကိုဖြတ်ပြီးဝင်ပြီးကြည့်တော့မှဒါလူတွေတည်တော့ဒါမြင်ရတယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဟိုဆင်းရဲလူရဲ့ဆင်းရဲလူအလျောက်ချမ်းသာတဲ့လူရဲ့ချမ်းသာတဲ့လူလျောက်အခုနေကချက်တင်းတွေကမြင်ရတယ်တော်တော်လေးရောရှင်းလာစရာကောင်းတယ်အဆန်ချမ်းသာတဲ့လူကြတော့လေဟိုညဘက်အိမ်တော့မှ တကားဖွင့်မအိပ်ရဲဘူးဒီတခုရန်ကြောက်လို့ခိုးရလူတွေကလေဟိုကရင်လိုယောက်ျားမိမမခွဲတော့ဘူးသူတို့ တက်တဲနေတဲ့ခါကျတော့အမိမတွေကိုယ်တိုင်ကလေအင်းတွေကိုအဖောက်ထွင်းဝင်ပြီးတော့ခုကလေကြိုးစားနေရတယ်ဒါတွေမြင်ရတဲ့ခါကျတော့တော်တော်လေးစိတ်မကောင်းဖြစ်မိရဲ့ဒီပိုဆိုးတာတဲ့ရန်ကုန်မြို့မှာပေါ့နော်လူမျိုးတွေဖြစ်ပြီးလူတွေကြက်တဲနေရမြင်တော့ပိုပြီးရင်နာရတယ်ဆိုတော့လင်းထောက်အောင်နေတဲ့ဩဒီသူတွေရဲ့အခက်အခဲနဲ့ပတ်သက်ပြီးတော့ဘာတွေကြီးထပ်ပြီးတော့ကြားရတာတွေရှိတယ်ဒီကြောင်းနဲ့ပြောရရင်ပြောစရာတွေကတော့အများကြီးပဲဒါပေမဲ့ပြောတိုင်းမှာစိတ်ထဲမှာတော်တော်မကောင်းသွားလဲပြောရတယ်လို့ပြောရမှာကျွန်တော် ကျွန်တော် YouTube channel မှာဒီကြောင်းနဲ့ပတ်သက်ပြီးတော့အာကျွန်တော်ခဏခဏလည်းပြောပြတယ်ပေါ့နော်ကျွန်တော်နိုင်ငံရဲ့ပြည်သူတွေရဲ့ဘဝတွေဘလောက်ထိစိုးဝါးနေပြီလဲဘလောက်ထိဟိုဖြစ်နေပြီလဲဆိုတော့အများအားလုံးလို့ပြောပြတယ်ပေါ့နော်အဲတွေးလဲတွေးပြတယ်လေးလဲလေးလာပြတယ်အဝေးလာရောက်နေပြီမဲ့ဟိုရဲ့နိုင်ငံတွင်းကိုကိုခဏခဏပြန်ကြည့်ပြတယ်သတင်းတွေလည်းအဆက်မပြတ်အောင်နေပြတယ်အဲအထက်မှာဒီပြည်သူတွေရဲ့ဘဝတွေကဘယ်လိုတွေဖြစ်နေနေ့စဉ်ရုပ်ကရုံးကလှူရှားနေတဲ့သူတွေရဲ့ဘဝတွေကဘယ်လိုဖြစ်နေပြီလဲဆိုတော့ ကျွန်တော်တို့အများဆုံးလိုကြည့်ပြတယ်အဲ့တော့ကျွန်တော်နိုင်ငံမှာလူလန်းသောကွာကွာကွာဟာမှုကတော်တော်လေးကိုကြီးမားနေပြီအအဓိကဒီကမှာချမ်းသာတဲ့သူတွေဆိုတာလည်းမရှိဘူးမို့ရှိတယ်အဲ့လူလန်းသားတရက်ကလည်းစစ်အာဏာရှင်တွေပေါင်းပြီးတော့အစမတန်ချမ်းသာနေတဲ့သူတွေလည်းရှိတယ်လို့ဒီအောက်မှာလုံးဝဟိုသုတ်ပြတ်တတ်နေတဲ့ဘဝတွေနဲ့ဟိုအလုံးမရှိအကင်မရှိအလုံးအကင် လုံးချင်တော့လေအလုံးအကင်လုံးမရတဲ့ဘဝတွေဒီလိုမျိုးပုံစံမျိုးတွေအများကြီးကို ကျွန်တော်တို့တွေ့နေရတယ်။လူတွေရဲ့ဘဝတွေပို့ပို့ပျက်စီးလာတယ်။လူတွေဟာစားဖို့တောက်ဖို့ကိုမနှဲကိုရုံးကန်နေရတဲ့အခြေအနေတွေကိုကျွန်တော်တို့တော်တော်လေးကိုတွေ့လာရတယ်။အဲ့တော့ကျွန်တော်နိုင်ငံမှာလောက်ကင်စရာအလောက်ကင်ရနေရာလေတော်တော်လေးကိုရှားပါလာတယ်ဗောနရှားပါလာတယ်အဲ့တော့နိုင်ငံရဲ့လူရည်နဲ့တွက်ကြည့်မယ်ဆိုရင်တော့ဗောနဟိုတော်တော်လေးကိုငက်ပြက်ဆင်းရဲနေတဲ့အခြေအနေတွေကိုခံစားနေရတာကတော်တော်ကိုများလာ တော်တော်ကိုများလာတယ်အဲ့တော့ကျွန်တော်တို့ဒီလိုခိုးမှုတွေဓများမှုတွေဒါမန်လေးမှာဆိုရင်ဓများမှုတွေခဏခဏဖြစ်ရန်ကုန်မှာဆိုရင်တော့ခိုးမှုတွေလူရက်မှုတွေအများကြီးဖြစ်တယ်မိုးချုပ်ရင်အပြင်မထွက်ရောတဲ့ဘဝတွေမိုးချုပ်ပြီးသွားတယ်ကျွန်တော်ငယ်ငယ်တုန်းကလည်းဒီလိုအချိန်တွေကြုံဘူးလားဆိုကြုံဘူးတယ်ကျွန်တော်တို့ဆိုဒါ1990ခုနှစ်မှာမွေးတယ်1990ကနေပြီးတော့ဟို1990နောက်ပိုင်းမွေးရလူဆိုတော်တော်တိပါရက်ွက်ကြီးတွေကမိတွေမှောင်ပြီးတော့ငါပဲဆိုဖျောင်းနိုင်လေးတွေနဲ့ကိုယ့်အိမ်မှာကို နေပြီးတော့ချက်တဲနေရတဲ့ဘဝတွေပေါ့နော်အဲအဲ့လိုကာလတွေဆိုကျွန်တော်တို့တော်တော်လေးကိုဖြတ်တန်းမှုပါတယ်ဘောနော်လူနေမှုဘဝကမမြင့်တက်ပဲနဲ့ပို့ပြီးတော့နှိမ့်ကျနေတဲ့ဥစ္စာတွေပေါ့နော်စားရတောက်ရကတော်တော်လေးကိုရှားပါတယ်နောက်ဆုံးကျွန်တော်တို့ဆိုလည်းဟိုချမ်းသာတဲ့မိသားစုကနေပြီးတော့ပေါက်ွားလာတဲ့သူမဟုတ်တော့ကျွန်တော်အခြေခံလူလန်းသားဘဝတွေကိုကျွန်တော်တို့ကောင်းကောင်းကိုနားလည်မိတယ်အတော်တော်လေးကိုကဖြစ်မိတယ်အဲ့တော့အဓိကလူချမ်းသာလေမလုံခြုံဘူးလူစင်းလည်းမလုံခြုံဘူးဘယ်သူမှမလုံခြုံတဲ့ဥစ္စာနောက်ဆုံး ်မရောက်လိုက်တော့မှသူ့ကိုယ်သူလုံခြုံလားလို့မေးမရောက်လိုက်တော့သူ့ကိုယ်သူမလုံခြုံတဲ့ပုံစံမျိုးကျွန်တော်တို့တွေ့နေရတယ်အဲ့တော့ကျွန်တော်နိုင်ငံဘယ်သူမှမလုံခြုံတော့ဒါတခုဒါလုံးဝမလုံခြုံတော့လူတွေကကိုယ့်ဘဝကိုကိုယ့်မိသားစုနဲ့ကိုယ့်ဘဝကိုရက်တည်နိုင်မှုအတွက်ကိုဘောလို့အလောက်ကံမျိုးစုံကိုစာပန်းပေါင်းစုံကနေပြီးတော့လုံနေရအတည်းရမှနောက်ဆုံးဘောလို့ဟိုအလုပ်တွေလုံတော့ညာလဲစားစရာမရှိနေစရာမရှိတဲ့ဘဝတွေကလည်းရှိနေတယ်အဲ့လိုလူတွေကနောက်ဆုံးမရရတဲ့အလုပ်တွေကိုလုံနေရတဲ့သူတွေလည်းရှိတယ်လို့ ။တခိုးတမျှ network တွေပို့ပြီးတော့ကျန်ပြန့်လာတယ်။ဇိုးလိုလိုပါလိုလိုကောင်းတွေရပို့ပြီးတော့ဟိုဖြစ်လာတယ်။ကျွန်တော်ဟိုတနေ့ရဗီဒီယိုမှာတော့ပြောပြတယ်ကျွန်တော်အဲဟိုကျွန်တော်ဆရာခတ်တော်ရဲ့စာအုပ်ပေါ့နော်။ဒီဟိုတခိုင်းတော့ရန်ကုန်လို့ပေါ့နော်။ဟိုရောအမောင်လေးကမင်းသားများလို့ပေါ့နော်။အာဒီဒီစာအုပ်တွေကျွန်တော်တော်တော်လေးဟိုကျွန်တော်ဖတ်ဘူးလားတော့၃လနှစ်လောက်လောက်ရှိပြီ။ဒါပေမဲ့နောက်ပိုင်း audio book တွေလည်းအဆောက်တွေကနားထောင်လို့ကောင်းလို့ခဏခဏကျွန်တော်နားထောင်တယ်။ ။အဲလိုပြောတော့အတုံးကဒါထဲမှာဆိုဒီရန်ကုန်လူမဲကြီးမုံဆိုတဲ့သူကြောင်းဟိုဖြစ်တဲ့ရှင်ပါဆို။ဒီရန်ကုန်ကခပိုက်နိုင်ဘွားကြီးအတုံးရဲ့ဇိုးဘွားကြီးကြောင်းဆိုအဆောက်ထဲမှာတော်တော်လေးကွက်ကွက်ဝင်နေရ။အဲ့ကလာတော့ကျွန်တော်မျက်လုံးနဲ့မြင်ကြည်ဟာရန်ကုန်ရဲ့လုံအောင်ချမ်းတမ်းပြီးတော့တော့ခိုးဆိုးလူနိုင်နေတဲ့ပြည့်နှက်နေတဲ့ပုံစံမျိုးတွေအဲ့တော့မှသူ့တိုင်းနဲ့သူအဲ့လိုမျိုးကြီးတွားကြတာပေါ့အဲ့တော့အဲ့လိုဥစ္စာမျက်လုံးနဲ့မြင်ပြီးအခုကာလာရွေးမျက်လုံးနဲ့ပြင်မြင်ကြည့်ရောဒီလိုကာလာကြီးပြန်ဖြစ်နေ ဒီလိုကလည်းပြန်ပြင်းအတုံးကသူကဒီရန်ကုန်မှာအဲ့လိုမျိုးခိုးဆိုးလူနိုင်တွေကိုပေါ်လာဖို့အတွက်ကိုဇိုးတွေကိုသူကထောင်လိုက်ရကိုကတက်တက်ကိုဟာဖြစ်တာအတုံးကဆိုဒါမျက်မှန်တင်ဘူးလို့ပေါ့နော်မျက်မှန်တင်ဘူးလို့မျက်မှန်ကြီးတင်ဘူးလို့ပါသူတို့ဆိုရင်ဒီဇိုးတွေကိုတက်တက်ကိုမင်းတို့ဒီအလုပ်ကိုလုပ်မင်းတို့ဒါအပိုင်သားပေးထားတယ်ဆိုပြီးတော့တမင်တက်တက်ကိုလှောက်ခိုင်းတာပေါ့နော်လှောက်ခိုင်းပြီးတော့ဇိုးတွေဒီတခိုးတွေချိုးတွေအာဒီလိုမျိုးပေါ်လာဖို့အတွက်ကိုသူကတမင်တက်တက်ကိုပြည်သူလူလူကြားထဲမှာဖန်တီးထား အခုလည်းအဲ့လိုမျိုးကြီးပြန်ဖြစ်နေအခုကျွန်တော်တို့2021ရဲ့နောက်ပိုင်းဒီလိုမျိုးကြီးပြန်ဖြစ်နေပြီပို့ပို့ပြီးတော့ကျွန်တော်တို့ဒါအောင်တွေ့လာရတာအော်2023ကနေပြီး2024နောက်ပိုင်းမှာဆိုတော်တော်ကြီးကိုစိုးစိုးဝါးဝါးကိုကျွန်တော်တို့တွေ့လာအဲ့လိုကာလာကြီးကိုကျွန်တော်ပြန်ရောက်သွားပြီနော်ကျွန်တော်ထောင်ကချောင်းတဲ့စက်တဲ့အာနာသိန်းတဲ့ဂျားကာလာနဲ့စပြီး2030ဝင်းကျင်လောက်ကြီးဖြစ်ပြက်ခဲ့တဲ့မြန်မာပြည်ရဲ့အခြေအနေကြီးကို2023နောက်ပိုင်းမှာကျွန်တော်ပြန်ရောက်သွားပြီလုံးဝပျောက်သွားပြီလုံးဝပျောက်သွားပြီအဲ့တော့ ခိုးသွင်းလူနိုင်ကလုံပါပဲဟိုစားစရာမရှိရင်လုံလာတယ်ကျွန်တော်တို့ဟိုဘယ်လိုပြောလဲဓာရီကြီးပေါ့ဒီကဓာရီပေါက်ခွားနေတယ်ဓာရီဝါဖြစ်နေတယ်ဒီလိုမျိုးမတည်ငြိမ်မှုတွေမလုံခြုံမှုတွေဖြစ်အောင်ကိုစစ်တပ်ကတမင်တသက်ကိုလှုပ်ထားတာဖြစ်တယ်ကျွန်တော်ပြောချင်တာအဓိကအဲ့ဒါဒီလိုမျိုးဖြစ်အောင်မတည်မငြိမ်နေဖြစ်အောင်သူတို့လှုပ်ထားတာဖြစ်တယ်အဲ့တော့လူတွေကိုပျော်ရွှင်ခွင့်ပေးတဲ့အချိန်ကျရင်သူတို့ကဝုန်းကနဲဆိုခဏဖွင့်ပေးလိုက်တယ်ပြီးပြီဆိုတော့လူတွေကိုပြောင်းဝင်နေပြန်ထည့်ပြီးတော့ရုံးကန်ကြစမ်းပြေးထွားနေကြစမ်းဆိုပြီးတော့ ပလင်ပေါ်ကနေပြီးတော့ထိုင်ကြည့်နေတဲ့သူအုပ်စုတွေကလည်းရှိနေအဲ့လိုမျိုးပုံစံတွေကဖြစ်နေတာကိုကျွန်တော်တို့ကောင်းကောင်းကိုတွေ့ရအဲ့တော့ရန်ကုန်ပဲဖြစ်ဖြစ်မန္တလေးပဲဖြစ်ဖြစ်ဘယ်နိုင်ငံနိုင်ငံရဲ့နေရာအနှံများအလူတွေကြည့်လိုက်ပြီဆိုရင်ကျွန်တော်တစ်ခါလေကြာရင်ဒါကိုယ့်ကိုယ့်ဘောက်စဉ်းစားပြီးအောင်ဘယ်ရဲတွင်းထဲမှာလူတွေမီလီယံတွေကြားထဲမှာလူတွေပြေးလွှားနေရတဲ့ပုံစံမျိုးတွေကိုကိုကိုတိုင်းပြည်ကိုကိုအဲ့လိုပြန်မြင်နေရဟုတ်လားမီလီယံတွေကြားထဲမှာပြေးလွှားနေရသူတို့ကွာအဲ့လိုလူတွေတော့ပြေးလွှားနေရအာနေ့စဉ်ထဲမှာပြေးလွှားနေရ အေးစိတ်တည်နေနေတဲ့အေးချမ်းနေတဲ့ဘဝတွေကျွန်တော်နိုင်ငံမှာမရှိတော့ဘူး။ချမ်းသာတဲ့သူမှလည်းအဲ့ဥစ္စာမရှိတော့ဘူး။သူတို့ကိုယ်တိုင်မလုံမလဲနဲ့ဖြစ်ပြနေရလုံခြုံရေးချိန်နေရတာစိုးရနေရတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့နေတယ်။အဲ့တော့ပြောမယ်ဆိုရင်ကျွန်တော်ကတော့ဒီကိဒီကာလာကြီးမှာဟောတော့ကျွန်တော်နိုင်ငံမှာဒီလိုအမှုခင်းတွေဖြစ်နေတာကျွန်တော်တို့ကတော့စိတ်မကောင်းတစ်ခုဖြစ်တယ်။နောက်ပြီးမထူးဆန်းတော့ဘူးလို့တော့ကျွန်တော်ကထင်ပြီးတော့အဲ့တော့အဲ့လိုကာလာကြီးအများကြီးများနေပြီ။တလောက် ဟိုတော့မြန်မာနိုင်ငံမှာအခုထမင်းတက်နဲ့စားဖို့အတွက်ပတ်စံတစ်တောင်းနဲ့တော့မှဟိုမိသားစုတစုစားနိုင်ဖို့ဆိုတာမလွယ်တော့နေ့စဉ်နဲ့ပြမိသားစုရဲ့နေ့စဉ်မိဖို့ကြောင့်ဈေးတောင်းမှဟာတစ်တောင်းကျော်နှစ်တောင်းလောက်ကုန်နေတဲ့အခက်ကမှာလူတွေတသိန်းဝနှစ်သိန်းလောက်နဲ့တလားတလားရက်တည်နေရတဲ့ဘဝတွေအများကြီးရှိတယ်။အဲ့တော့သူတို့အတွက်အပူဝင်ငွေတွေဒီခိုးဆိုးလူနိုင်အလုပ်တစ်ခုက ဖြစ်ပေါ်လာရလို့ပဲကျွန်တော်ပြောရမယ်အဲ့ဒါကြောင့်မလို့လေတချို့တွေဆိုမလုံဘူးတဲ့သူတွေဒီလုတ်တွေကိုမလုံဘူးတဲ့သူတွေဒီလုတ်တွေကိုဟိုမှာဖြစ်ဘူးတဲ့သူတွေပါဝင်လုံနေတဲ့ပုံစံမျိုးတွေကိုကျွန်တော်တို့တွေ့နေရတယ်လို့ကျွန်တော်ပြောရမယ်နော်အဲ့တော့ကျွန်တော်ဟိုမှာဖြစ်တဲ့အချိန်မှာကျွန်တော်ကျွန်တော်အနေနဲ့ပဲကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်ရဲ့ channel နဲ့ကျွန်တော် YouTube ပေါ့နော်ကျွန်တော် YouTube မှာဟိုတနေ့ကတော့ comment လေးတခုလာပြီးတော့မှတ်တယ်ပေါ့နော်အဲ့ comment လေးကိုကျွန်တော်ဖတ်ပြတယ်ပေါ့နော်သူကမင်္ဂလာပါတဲ့ပေါ့နော် ဘူကြီးလင်းထက်ရဲ့သတင်းတွေကိုလက်လွတ်လိုက်ရတဲ့အတွက်သတင်းတီးဖို့နစ်နာသွားတယ်တဲ့ဘူကြီးရဲ့ဖုန်းကအခိုးခံလိုက်ကြလို့အခိုးခံလိုက်ရလို့ပြန်ဝယ်ဖို့အရင်မနေ့လုံးပန်းနေရလို့နောက်ကျသွားတာပါတဲ့အခုကအစအငြင်းအပေးပါမယ်ဘူကြီးရဲ့သတင်းများတီးခွင့်ရလို့ကျေးဇူးပါတဲ့ကျွန်တော်အခုမှဖတ်ပြီးတော့တော်တော်လေးထိတယ်ကျွန်တော်တောင်းတန်းဆိုတာထက်ပေါ့နော်ကျွန်တော်အခုနောက်ပိုင်း comment ဟိုဒီကျွန်တော်ဖုန်းကိုတိတ်ပြီးတော့မသုံးပြတကယ်လည်းမသုံးပြဘူး အာကျွန်တော်လူမှုကွန်ရက်ကိုခုနောက်ပိုင်းသုံးတာလေးရနည်းနည်းလေးရော့တော့ရော့လာတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ဒီမှာရုံးကန်နေရတယ်။နောက်ပြီးကိုယ်တိုင်လည်းအလုံးလုံးနေဒါနောက်ပြီးတော့အချိန်လည်းနေတာနောက်ပြီးကိုကိုယ်တိုင်လည်းဒီပေါ့နော်ဟိုဒီဖုန်းကိုကြည့်ရတာတွေဘာတွေတချို့ဥစားတွေအဆင်မပြေတာတွေဖြစ်ပေမဲ့ကျွန်တော် YouTube မှာလာမှန်းနဲ့ comment တွေကိုကျွန်တော် reply မပြန်ပြစ်တော်တယ် reply မပြန်ပြစ်ဘူးဒါပေမဲ့ဘယ်သူတွေဘယ်လို comment လာမှန်းနဲ့ဘယ်လိုဟာဖြစ်တယ်တွေဆိုတာကိုကျွန်တော်အမြဲတမ်းလို့လို့ ကြည့်ဖြစ်တယ်ပေါ့နော်အဲဒီကမှဒီ comment လေးဆိုနည်းနည်းလေးထူးခြားလို့အာကျွန်တော်ဖတ်ရင်းနဲ့ပေါ့နော်စိတ်မကောင်းလဲတော်တော်ဖြစ်သွားတယ်လူတို့ဒါကျွန်တော်ရဲ့ YouTube ကိုကြည့်တဲ့သူတော်တော်များများမြန်မာနိုင်ငံအတွင်းထဲရသူများတယ်ပေါ့နော်မြန်မာနိုင်ငံအတွင်းထဲရသူများတယ်အရင်ဒီ view အရင်တော့ဆိုလဲ viewer တွေများတယ်ဒါပေမဲ့တဖြည်းဖြည်းနောက်ပိုင်းမှာချက်လာတယ် viewer တွေဘာဘာကြောင့်လဲပေါ့နော်ပထမတော့ကျွန်တော် channel registration တွေမှာထိလို့လာဘာကြောင့်လဲဟောဖြစ်တယ်ဆိုတဲ့အချိန်မှာအခုနောက်ပိုင်း ဒီလူတွေရဲ့ပေါ့နော်ဒီနိုင်ငံရေးပေါ့အဲကျွန်တော်ရှေ့ကပြောတဲ့အကြောင်းလဲနိုင်ငံရေးပေါ့အဲစူးစိုက်မှုကနည်းလာသူတို့ရဲ့ဒီတည်င်းတွေတည်ရဖို့အတွက်ပေါ့နော်နောက်ပြီးတော့သူတို့အားပေးတဲ့သူတွေရဲ့တည်င်းတွေစကားတွေကိုနားထောင်ရဖို့အတွက်သူတို့မှာအခက်အခဲဖြစ်လာနိုင်ရှိအဲဒီတယောက်ဆိုရင်သူကဖုန်းအခုခံလိုက်ရလို့ဒါပေမဲ့သူဖုန်းကိုပြန်ရတဲ့အချိန်မှာတောင်နေ့စဉ်ကြည့်မယ်ဆိုပြီးတော့သူပြန်ပြောလာတယ်ပေါ့နော်ဒါဆိုအရန်လေးကျေးဇူးတင်တယ်အခက်အခဲတွေကြားရတဲ့အနေနဲ့ကျွန်တော် channel ကိုကြည့်ရှုပြီးတော့လည်းကျွန်တော်အရန်ကိုကျေးဇူးတင်တယ်နောက်တစ်ခုကပေါ့နော် ူတို့တွေကြည့်ဖို့အတွက်ဖုန်းရှိတယ်ဒါပေမဲ့အင်တာနက်ကဈေးကြီးလာတယ်အင်တာနက်ကလည်းဈေးကြီးလာဒီဖုန်းတစ်လုံးကြည့်ဖို့အတွက် YouTube ကဗီဒီယိုတစ်ပုဒ်ကိုဆုံးအောင်ကြည့်ဖို့အတွက်သူတို့မှာငွေကြေးကုန်ကြမှုတွေရှိလာတယ်ဒါတွေဆိုလည်းအများကြီးရှိလာတယ်အဲ့တော့ရန်ကုန်လိုနေရာမျိုးကြီးမှာနေမယ်မန်းလေးလိုနေရာမျိုးကြီးမှာမျိုးကြီးပြကြီးမှာနေပြီးတော့ဘောနော်အင်တာနက်ကိုကောင်းကောင်းမသုံးနိုင်တဲ့အာ network တစ်ခုရှိကိုရှိနေပြီ အဲဥစ္စာကအင်တာနက်ကိုတနေ့ကိုကျွန်တော်တို့အရင်တော့လေပေါ့နော်ဖုန်းဘီတစ်ထောင်ဖြည့်ထားတယ်ဖုန်းဘီတစ်ထောင်ဖြည့်ထားဒီဖုန်းဘီလေးကုန်ပါဆိုလို့အင်တာနက်ကိုခဏ5မိနစ်လောက်ဖွင့်သုံးလိုက်ပါလိုက်ပေါ့နော်အဲ့လိုမျိုးအခြေအနေတော့မြန်မာနိုင်ငံနေတော့တခါမွဲမှုတဲ့ကာလတွေပါသူပေါ့နော်အဲ့လိုအဲ့လိုမျိုးရှိအခုလည်းကျွန်တော်နိုင်ငံအဲ့လိုဖြစ်နေအဲနောက်ပိုင်းမှာ wifi တွေပေါ်လာတယ်ဒါပေမဲ့အခုနောက်ပိုင်း wifi တွေကအဆ တော့မကောင်းတော့ဘူးဈေးတွေအားကြီးလာတယ်အင်တာနက်ကသူတို့အတွက်ပေါ့နော်ဟိုပတ်စံပေးပြီးတော့ကြည်ရတဲ့ဖျော်ဖြေမှုကြီးတစ်ခုလို့ဖြစ်သွားပြီပေါ့နော်တာမယ်လူတန်းသားတစ်ခုကအင်တာနက်ကို24နာရီဖွင့်မသုံးနိုင်တော့ဘူးအော်တော့ရတဲ့သူတွေကလည်းအကန့်အသတ်နဲ့သူတို့မှာတုံးနေရတဲ့ကာလရရှိလာ။အော်ဒီလိုဒီလိုအခက်ခဲတွေကြားထဲမှာကျွန်တော်ရဲ့ channel ပါလေနောက်ပိုင်း viewer လေးနည်းနည်းကျလာတယ်ဗောနော viewer လေးနည်းနည်းကျလာတယ်။အာပြောရမလို့တောင်းတောင်းလူတွေ င်တာနက်ကိုကောင်းကောင်းမသုံးနိုင်တော့တဲ့အခြေအနေမျိုးတွေကျွန်တော်တွေ့ရတယ်ဘောနော်အဲ့တော့ပြောမယ်ဆိုအခုမေးရမေးခွန်းဆက်ဆက်ပြီးတော့ဒါဟိုကျွန်တော်ရဲ့ channel အကြောင်းပါကျွန်တော်ပြောပြတာဘောနော်ဒါပေမဲ့လည်းကျွန်တော်ကျွန်တော်ရဲ့ channel ကို channel ကိုအော်လားအခက်ခဲတွေကြားရနေပြီးတော့အားပေးကြည့်ရှုကြတဲ့သူတွေကိုလည်းကျေးဇူးတင်တယ်ကျွန်တော်ကတော့ပုံမှန်တင်ဆက်မြေတိုင်းအတိုင်းပဲကျွန်တော်တင်ဆက်မယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ဘောနော်အပြင်မှာနေတဲ့သူတွေရဲ့အတန်တွေပေါ့နော် အဒီတန်တည်းကလည်းအမြင်တန်းလို့လို့ကျွန်တော်တို့ထွက်တင်တယ်ပြောတင်တယ်ဆိုတင်တယ်လို့ကိုယ့်ကိုယ်လည်းခံယူထားတယ်နောက်ပြီးတော့ဒီအကြောင်းအရာတွေကိုပြောနေခြင်းဟာဒီဥစ္စာတွေကိုလုပ်နေခြင်းဟာဟောလို့ဒီ YouTube ကရမယ့် income တစ်ခုဆိုတာထက်ကျွန်တော်တို့ပို့တယ်ဒါဟာကိုနဲ့တန်းနိုင်တဲ့နေရာလေးပြီးကိုအတန်ကိုရသလောက်လွှင့်နေတယ်ပြောနေတယ်ဆိုတာကိုကျွန်တော်အဓိကထားပြီးတော့ပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ပြည်သူတွေရဲ့ဘဝတွေကတော်တော်လေးကိုခက်ခဲလာပြီချက်တဲလာပြီဆင်းရဲလာပြီပင်ပန်းလာပြီ ဒါရီရဲ့အဆုံးသက်ကိုကြည့်လိုက်ရင်ဘာကြောင့်ဖြစ်နေတာလဲဆိုရင်ကျွန်တော်တို့နိုင်ငံမှာမကောင်းတဲ့နိုင်ငံရေးစနစ်ကြောင့်စီးပွားရေးလူမှုရေးဘာသာရေးနေရာပေါင်းလုံးမှာယိုယွင်းပျက်စီးတာတွေရှိလာတယ်။ဒါရီရဲ့ဒဏ်ကိုကျွန်တော်ပြည်သူတွေအဓိကတော့အခြေခံလူတန်းသားတွေကပို့ပြီးတော့ခံလာရတယ်လို့ပဲကျွန်တော်ကတော့မြင်နေပြကူဟုတ်။အဲ့တော့ပြောတော့ရင်းနေတော့ထိပါတယ်။ဆိုတော့ဘယ်လိုလဲဆိုလူကြီးအနေနဲ့ကလည်းဖုန်းလေး တော့ရဖို့အတွက် internet လေးတောင်းဖို့တော့သူတို့မှာတော်တော်လေးကိုခက်ခဲနေတဲ့ရုံရုံကန်ရတာမြင်ရတယ်။ဒါပေမဲ့ဆောင်းပါဆိုတော့ဒီလူတန်းစားကွာချမှုကြီးကဘယ်တော့ကြီးမာလဲဆိုတော့ဒါငါတို့ချက်ကွက်ဆိုလို့ရှိရင်ပုံမြင်ရတယ်။အာနေရချက်ကွက်ဆိုလို့ရှိရင်အခုဒါပြီးခဲ့တဲ့ကောက်ဒါအမားနဲ့ဒါဖုန်းပြောပြတဲ့ခါကျတော့ချက်ကွက်မှဆိုလို့ဒါတိန်တောင်းပေါ့နော်တိန်တောင်းကိုတကောင်ချင်းတစ်ခုကိုတောင်းလုံးနဲ့ဒါစစ်တပ်ကိုပေးပြီးတော့စစ်မှုတန်းရှောင်းတာ။ရှောင်းတော့အိပ်ပစံကိုဒါအုပ်ကြီးနဲ့အဲ့မြို့နယ်ဆိုင်ရာပိုင်းရာဒီအဲ့ဦးကောင်းနေဒီစစ်ခွေးကြီးပေါ့နော် ကောင်းနေပေါင်းစားကြတာ။တလောက်တင်းနေရလို့ရတယ်ကောင်းနေ။ တိတ်တိတ်တိတ်တကောင်ချင်းတစ်ခုကိုတပေါင်းနဲ့ကောင်ကိုကောက်ပြီးတော့ရှုပ်လာ။အဲ့တော့အဲ့ဒီမှာရက်ွက်တဲ့ရလူတွေဆိုလို့ရှိရင်ဒါစစ်မှုမထမ်းဘူးတဲ့သူတုတ်တယ်ပေါ့။အဲ့ဒီလိုစစ်မှုထမ်းဖို့မဖြစ်မနေအမေရက်ွက်လာတော့ပတ်စံတော့ပေးရဆိုမြဲဒါပေမဲ့လုံးဝတော့အထွက်ပြမယ်ဆိုလို့ရှိရင်မှာတကောင်ကိုလိုက်ရှာပြီ။လိုက်ရှာပြီးတော့ဒီမှာညှိပြီးတော့ဟိုနေထည့်ပေးလိုက်တာ။ဒါမျိုးတွေပေါ့နော်။ကျွန်တော်တို့အဲ့ဒါဆိုအဲ့ရက်ွက်တဲ့ကောင်ကိုဘာလုပ်လဲဆိုတော့ညိုးနဲ့ပုံမှန်ပဲ။ဟောင်းဒကလက်တက်တယ်။ဘာသွားတယ်။နော်။တော့ငါတိရတော့သူကောင်ကိုအဲ့ရန်ကုန်မှာအခုတောင်းတဲ့ကလပ်တွေဒီ disco တွေအစ်တစ်တွေထပ်ပေါ်လာတယ်။ ထပ်ပေါ်လာပြီးတော့အခန်းတစ်ခန်းကို30 100တရာထိပေါက်တယ်အတညရဲ့နော်အဲ့လောက်ကိုဂုံးလာအဲ့လောက်ကိုဂုံးလေးဖြုံဖြုံကြတာဖြုံကြတာဆိုတော့ဆောက်မြို့ပြောဒီဒူတန်းစာဒီဒီကောက် channel ကိုကြည့်ကြရဲဆိုတော့ဒီတော်လိုင်းကြီးကိုပါဝင်ဖို့စ조사ပြီးတော့သူနိုင်တဲ့ဘက်ကရက်တီးရအခြေခံလူဝန်းစားတွေဟုတ်တယ်သူတွေသူတွေတကယ်ကဒီမရှိမရှိမဲ့ပတ်စံလေးနဲ့ data လေးနဲ့ချစ်ကုန်ပြီးတော့သူတို့ကြီးကြတာနော်ဘာတွေဖြစ်တယ်သူသိကျင်တယ် သူသိတယ်ဒီနိုင်ငံကြီးအမေရေဘော်ဒီအတိုင်းကွန်းနေရတော့ဒီကောင်တွေကသူနေမြဲပဲသူအဲ့ဒါကြီးကိုမြင်ရတော့ရင်ထဲမှာနာတယ်အဲ့တော့အခုလက်ရှိခိုးဆိုးလူနဲ့ဖြစ်သွားတယ်ချုပ်ရသလိုရှင်ဆိုတော့လည်းကြောက်ခဲ့တယ်လူပဲရည်ရွယ်ပြီးတော့ငကူကဒဲခါကူမှာလှုပ်ချင်ဟိုလှုပ်ရှားနေရတူလည်းမဟုတ်ဘူးခိခဲ့အပြောင်းနဲ့တခုအရွေးတခုမှာသူတို့တွေဟိုဘယ်လိုမလဲအလွယ်လန်းကိုလိုက်လဲမိလိုက်တာအဲ့လိုမျိုးလူတွေလည်းပါလာတော့မြင်ရတော့တော်တော်ကိုရှင်းတာဟုတ်ကောင်းတာဟိုမခံစားရတော့ဘော တော့အဲ့ဒီမှာဒီနေ့ဆိုလို့ချင်းလေရီရအဲ့ပါဟိုမရောက်နိုင်ဘူးပြောသေးတာပြည်တွင်းမှာပဲဗောနော်အလုပ်လုပ်ကြဘူးဆိုပြီးသူပြောတာလည်းရှိတယ်ဆိုတော့အဲ့ဒီမှာဟိုပြည်တွင်းမှာဗောနော်ဒီလိုချင်မှုပေးနိုင်ပြီးတော့ပြည်တွင်းမှာပဲအလုပ်လုပ်ကြဖို့ဆိုပြီးသူပြောတာလည်းရှိတယ်ဆိုတော့အဲ့ဒါမြင်တော့အဲ့လိုကြားပြန်တော့လေဒေါသထွက်လာပြန်အောင်အဲ့မှာ तू तू ပြောတဲ့အတိတ်ပဲကြီးနေကွာလက်ရှိဖြစ်နေတဲ့အနေထားကြီးနေတော်တော်လေးဟိုဒါဟို စိတ်ကတိကြောက်ဖြစ်ရတယ်ဆိုလင်းနာကိုအဲ့ဒီဖက်ဖက်ပြလိုက်တယ်ဖက်ဖက်ပြလိုက်တယ်ဟုတ်ပြီဖက်ပြတယ်အမအဲဆိုတော့အဲ့တော့လင်းနာကဘယ်လိုဘာပြောရင်လဲလို့သူပြောလာတဲ့အနေထားတဲ့ပြည်တရှိဖြစ်နေပြည်ရင်းရဲ့အနေထားကိုကြည့်ပြီးတော့ဟာတာဟေဟာတာပဲဆိုတာလေတကယ်ဟာတာပဲလို့ပဲပြောမှာဟိုပြည်ပြည်ရင်းမှာပဲအလုံးလို့ကြာဆိုဘာလုံးမှာဘာမှလည်းအလုံးဘာလုံးမှာဘာမှလည်းအလုံးဟုတ်ပါပြီရပါပြီအလုံးဒါပါလို့စက်ရုံအလုံးရုံနေမှာရပါပြီတဲ့အလုံး လုံသမားအခွင့်အရေးဘာမှမလဲခရိုနီနဲ့ပေါင်းပြီးတော့အဲအများစုဆိုရင်တရုတ်ကုမ္ပဏီတွေများတာပေါ့နော်ကျွန်တော်နိုင်ငံမှာတရုတ်ကုမ္ပဏီများအဒီတရုတ်ကုမ္ပဏီတွေကနေပြီးတော့ဖိနှိပ်မှုတွေဖြစ်လုံသမားတွေရဲ့အခွင့်အရေးဘာမှမရှိဒါအလုပ်ခွင့်တွေကဥစ္စာပဲရှိတယ်တကယ်တမ်းအပြင်ဘက်ကိုခုနလိုကျွန်တော်တို့ထွက်ကြည့်လိုက်မယ်ဆိုရင်ပထမဆုံးခံစားနေရတာပေါ်တာဆွဲခံရတာလူငယ်တွေရဲ့ဘဝတွေမလုံခြုံတော့တာလူတွေရဲ့ဘဝတွေမလုံခြုံတော့တာ ကျွန်တော်ဟိုတနေ့ဟိုတလောကကျွန်တော်ရဲ့တငယ်ချင်းတယောက်နဲ့ကျွန်တော်စကားပြောပြတယ်အဲဒီကောင်ဆိုကျွန်တော်နဲ့ငငယ်လေးကပေါင်းလာတာဗောနော်ငငယ်လေးကပေါင်းလာပေါင်းဆိုအိမ်တော်တွေပါရောကြာလာအဲတော့ကြက်ွက်တွေကဗောနော်အဲ့တော့တကယ်ချင်းတယောက်ပဲထားပါတော့အဲသူနဲ့ပေါင်းလာသူနဲ့စကားပြောပြအဲမင်းတို့ဘာလုပ်ပါလဲဒီကောအဗီဒီယိုကောလေးခေါ်အဲအောင်လည်းကဗီဒီယိုကိုပိတ်ထားပဲပေါ့နော်အဲ့တော့ဖုန်းဝင်နေတော့ငါပိတ်တာငါက data ဒါစားရတယ်ဒီတိုင်းပဲဖုန်း audio call လေးနဲ့ပဲပြောကြတာပေါ့ အာရမင်းပါရလားဒီလိုပါပါတော့အလုံးလုံးတယ်ဗောနော်တက်စီလေးဆွဲနေတယ်တဲ့ဟုတ်ပြီတက်စီလေးဆွဲအချင်းနေဘလို့ခွာညရင်တော့ဆိုရင်တော့လည်းငါတို့ညနိုင်အောင်ပေါ့နော်နိုင်အောင်ဒီထွက်ကောင်းတဲ့ကာလတွေတော့တော့ငါတို့ခွာတယ်ညဘက်ဆိုရင်တက်စီဆွဲအရန်ပတ်ဆက်ရတယ်ဗောအခုတော့ဘယ်တနေ့တနေ့ကိုစီဘူးဘာဘူးညဘူးနဲ့ကိုတက်စီဆွဲရတာအဆင်မပြေတော့ဘူးတဲ့ဟုတ်နော်။ဘာလို့ညဘက်တွေလည်းမထွက်ရဲတော့ဘူးကွာတဲ့။ ါတို့တဲ့နည်းနည်းလေးမိုးချုပ်လာပြီဆိုတော့လေကားလေးတိမ်ပြီးတော့အိမ်မှာပဲပြန်နေရမိသားစုဝင်ဝင်ရလဲအဲ့လောက်မကောင်းတော့ဘူးအဲသူတို့တို့မိသားစုရှိတယ်ဘာပြောကလေးရှိတယ်ကလေးလည်းညာဘက်ဆိုဒီတိုင်းလေးပဲပြောပြောပြောနေတာပါလဲဆိုတော့ဗျာအဲဒါကျွန်တော်နဲ့တငယ်ချင်းတယောက်ရဲ့ဘဝပါနော်ဒါသူတို့ဆိုရင်ကားလေးမောင်းတစီဆွဲတစီဆွဲနေတဲ့ဘဝအဲ့လိုသူရဲ့ဘဝတော်တော်လေးကိုပေါ့နော်သူတို့အတွက်မလုံခြုံတော့ဘူးလေအားတို့တွေအရင်တော့ ဘောနော်16 16ဟောဘောနော်ကျွန်တော်16 16တော့ဖြစ်တယ်ကျွန်တော်ဒီဟိုဘောနော်အသက်25ကျော်တော့ဒီကောင်လေးနဲ့ရန်ကုန်ပြောင်းပြီးတော့အဲ့လိုပဲရှောက်သွားရှောက်စားအဲ့လိုဘောနော်ညောင်းညောင်းဆိုလဲနိုင်ရောက်တွေထွက်ပါညာတယ်အထုံးအောင်လို့မဟုတ်တော့ဘူးကွာတဲ့ဘာလို့ရဲ့ဘဝတွေကလုံးဝယူအားလုံးငငယ်တုန်းကလိုလုံးဝပြန်ဖြစ်သွားပြီနော်မလုံခြုံတော့ဘူးအဓိကဘာကိုကြောက်နေရလဲဒီကောင်ဆိုရင်ကျွန်တော်အခုအသက်33နှစ်ငါတက်စီဆွဲနဲ့ငါပေါ်တာဆွဲခံမှာငါကြောက်နေတယ် ။ဟောဒါဆွဲကံမှာငါကြောက်နေတယ်။ဒါကြီးကငါတို့ရဲ့လူငယ်တွေကြားထဲမှာတဲ့ဒါကြီးကအခက်အခဲကြီးတစ်ခုဖြစ်လာပြီ။ဒါစီတစ်ခုပဲ။အချောက်เสียရကြီးတစ်ခုဖြစ်လာပြီ။ဘာကိုင်းနေမလို့ထားပါတော့ကွာတဲ့။မင်းစိုက်ကားသမားရဲ့ဆိုပို့ဆိုးတယ်ညာ၆နိုင်ကျော်စိုက်ကားမစီးရတော့ဘူး။အဲစိုက်ကားပေါ်နဲ့ဘက်နဲ့ကောက်ဆွဲသွားတဲ့ဥဒ္ဒါကြီးလည်းရှိလာပြီ။အဲ့လိုနဲ့အခုတကယ်တမ်းစစ်မှုတန်းနဲ့ဝင်နေရတဲ့အမှစိုက်ကားဆွဲနေတဲ့ဟိုကဖြစ်တဲ့သူကြီးကုံထဲနဲ့ပါလာတဲ့သူကြီးအများကြီးပဲ။အများကြီးပဲ။ ်ဒီမနေ့ကငါမှအလုံးလုံးဖို့အတွက်အလုံးကြိုးစားခြင်းနဲ့နော်24နာရီမှာ17နာရီတိုင်းလောက်ကိုအလုံးလုံးပြီးတော့ကြိုးစားခြင်းနဲ့ဆိုရင်တော့မှကြိုးစားခွင့်မရှိတော့ဘူးချောက်နေရတာတွေ့ရလို့ကောက်ဆွဲနေရဟမ်တွေ့ရလို့ကောက်ဆွဲနေရမင်းအသက်ဘလောက်ပဲဖြစ်မင်းဘယ်ကောင်ပဲဖြစ်ဘာပဲဖြစ်မလဲမင်းတေးကြပဲဘလောက်ပဲကြိုးစားဆိုရမင်းမှကြိုးစားခွင့်မရှိမင်းမှချမ်းသာခွင့်လည်းမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့တွေ့စတဲ့လူအကုန်လုံးကောက်ဆွဲနေတယ်ဒါကြီးကပေါ်တာဆွဲတယ်ကြီးကသူတို့တို့အခက်အခဲတားတဲ့တစ်ခုဖြစ်လာတယ် နောက်ပြီးဒီနိုင်ငံမှာရတဲ့ဝင်ငွေနဲ့ထွက်ငွေဘလုံးမအဆင်မပြေတော့ဘူးအလုပ်ခွင်တွေထဲမှာအဆင်မပြေတော့ဘူးအဲ့ဒါကြောင့်လို့အပြင်ကိုပဲထွက်ဖို့ကြိုးစားကြပါဘာဒါမဲ့အခုအပြင်ထွက်ဖို့ကလည်းမလွယ်တော့ဘူးဒေသတစ်ခုကိုဖျက်ဖို့အတွက်ပတ်စံဘေးဘီဖျက်ရင်တော့မရတဲ့အခြေအနေမျိုးတွေဖြစ်လာပတ်စံဘေးဘီဖျက်ရင်တော့မရတဲ့အခြေအနေမျိုးတွေဖြစ်လာကျွန်တော်ဟိုတလောကဟိုတော့မြောက်ကိုရီးယားနယ်စပ်ကိုသွားတော့ကျွန်တော်အော်ကြည့်ပြီးတော့အဲ့လိုနိုင်ငံအိမ်ဒါမြောက်ကိုရီးယားနိုင်ငံလိုမျိုး ဟိုလိုလုံးဝတကားပိတ်ပြီးလိုက်ရင်ဘလုံးများဖြစ်မလဲမသိဘူးဆိုတကယ်တမ်းအခုကတကားရရင်တကားတော့မပိတ်သေးဘူးဟိုလိုတကားတော့မပိတ်သေးဘူးဒါပေမဲ့အတကားပိတ်ထားသလိုအခြေအနေမျိုးဖြစ်နေလူတွေဟာဒီနိုင်ငံအတွင်းထဲမှာလုံးဝကိုကြက်တဲပြီးတော့အလုတ်ကိုင်းတွေကရှားပါဟွာတွေကရှားပါဒီလိုဖြစ်နေတဲ့အချိန်မှာလူတွေရဲ့ဘဝတွေကအဆင်မပြေတော့ဘူးပေါ်တာဆွဲခံရမှာကြောက်ရတယ်ညဘက်ထွက်ရင်လူရက်ခံရမှာကြောက်ရတယ်မိတွေကပြန့်နေတယ်မိတွေကပြန့်နေတယ်ဟောနော်ပေါင်မဲကြီးထဲမှာဟောနော် မီဒီယာပြန်တယ်။ပေါင်မဲရမှာတွားနေရတဲ့အချိန်ဘယ်အချိန်ဓာတ်ထောက်ပြီးတော့လူပါမလဲ။ဟုတ်လား။ဟိုတလောကဆိုဟလာဟိုဟိုဓာတ်တွေထောက်ပြီးလူရတယ်နော်။နောက်ပြီးတော့ဟိုကားပိုင်ကားဟောက်လူရတယ်။ဒီလိုမျိုးအချိန်တွေအများကြီးဖြစ်ပြန်နေရ။ကျွန်တော်တို့နိုင်ငံရဲ့ဘဝတွေကမလုံခြုံတော့တယ်ဆိုတာဒီနိုင်ငံထဲမှာဘယ်သူမှမနေချင်တော့အခုအချိန်သာနိုင်ငံเจ้าကိုရသလိုသာထွက်ကြနိုင်ငံတွေကလည်းလက်ခံတယ်ဆိုမြန်မာနိုင်ငံတွေကတဝက်လောက်ကနိုင်ငံတွေကထွက်သွားတော့လို့လူငယ်တွေထွက်သွားတော့လို့နိုင်ငံတွေကဘာမှမရှိတော့ဘူးလေကိုလို့ ဘာမှမရှိတော့ဘူးလေဘာသူဘာမှမရှိတော့တာကြီးတော့ဘာသူဘာမှမရှိတော့ဘယ်ဘဝတွေမှာကောင်းမနေတော့ဘူးအပေါ်လမ်းကြည့်ပြန်တော့လေသူတို့ပဲအောက်ဒီမှာအောက်မှာဘဝပြက်နေရောလေသူတို့လာမကူအခြေအနေတွေကအဲ့လိုဖြစ်နေတာလုံးဝငရဲတွင်းဖြစ်နေတယ်အဲ့တော့ကျွန်တော်နိုင်ငံမှာဖြစ်ပြက်နေတဲ့အကြောင်းတရားတွေရဲ့ပုံမှာပေါ့လားဒီမရောက်နိုင်ဆိုတဲ့ခေါင်းတခါလေး stop ပေါက်ကြရတယ်ပြောရင်တော်တော်လေးကိုဒေါသလည်းထွက်ရတယ်တခါကျရင်ဒီ ဟိုကျွန်တော်တို့ဟိုနှောင်းခုံကျွန်တော်ကတော့ဟိုပါတော့ဟိုလူငန်းတိတဲ့သားအရွယ်တိလာပြီဘာညာဆိုတဲ့အချိန်မှာ2000ခုံရွှေဘောင်ဒေါ်လာရင်းဖြစ်တော့ဟိုပါတော့အဲတော့ဘယ်လိုပြောမလဲချိန်နိုင်ခဲမရအခြေအနေတွေဖြစ်ခဲ့ဦးတယ်ဘယ်လိုမျိုးလဲဆိုတော့ဟိုဘုန်းကြီးတွေကိုပြစ်နေတာဟာရဟန်းသံဃာတွေကိုပြစ်နေတာကျွန်တော်တို့ဆိုရင်ကျွန်တော်နေတဲ့နားပါဆိုဘုန်းကြီးကျောင်းတွေအများကြီးရှိတဲ့နေရာအဘဒီလိုမျိုးပြစ်ခတ်နေတာအပြစ်ခတ်နေတော့အဘဘုန်းကြီးဟာဟိုဖြစ်လာပြီဟာစုလီမာဟိုဖြစ်ပါပြီဟိုဖြစ်အဲ့ဒီ asset တော့ကိုပြန်ချနေတာဆက် ပြန်ဆားကြအော်ဟာ grand mole ပါလေကြည့်ပြီးတော့လေအဲ့လိုမျိုးပြန်တီးကြဒါပေမဲ့ all လည်းမစေရဘူးပြန်စေရင်ဘာဟောမှလည်းကြောက်တယ်ပြန်ချိန်မေပြီးတော့စိတ်ဒုက္ခတွေဟိုဖြစ်ပြီးတော့နေရတဲ့အခြေအနေမျိုးလေညာပဲကြရင်အဲ့ထင်မှာ martial law အထုတ်လိုက်သေးတယ်ညာပဲကြရင်စစ်ကားကြီးရောဝင်လာအဲ့အချိန်ဟိုဖြစ်ရတဲ့အချိန်ဒီ2021မှာလည်းအဲ့လိုမျိုးဖြစ်ခဲ့တဲ့အခုချိန်ကြီးဖြစ်နေတဲ့အခြေအနေအများကြီးဖြစ်ပြောချင်တာဘာလဲဆိုစိတ်ညစ်ညွတ်မှုတွေစိတ်ကြက်တဲမှုတွေ အတန်ကြီးရတယ်တော်တော်ကြီးကိုဆိုးတာအဲ့ဒီထဲမှာနေနေငါတို့ဒီလိုပဲဖြစ်နေပါဆိုတော့ပုံစံမျိုးနဲ့လူရဲ့စိတ်ညစ်ညူးမှုတွေစိတ်ကြက်တဲမှုတွေကဖြစ်လာတဲ့မှာမင်းအောင်လိုင်းပြောတယ်ဒီနိုင်ငံတွင်းမှာလုံလုံချုံနဲ့အလုတ်လုတ်ပါဆိုတဲ့ဇကားကဟာဆန်ဆန်ပြောတဲ့ဇကားတစ်ခုလိုပဲကျွန်တော်တို့မြင်လုံးဝဟာဟာတဲ့ပါဇက်လိုပဲကျွန်တော်တို့မြင်တယ်ပေါ့နော်ဒါကျွန်တော်ဒီသုံးတော့ကနည်းနည်းလေးရှိုင်းနေတယ်ရှိုင်းလိုက်မယ်ဒါပေမဲ့မင်းအောင်လိုင်းတကယ်ကိုဟာဆန်ဆန်ပြောတဲ့ဥစ္စာမျိုးပါဇက်ကဟိုဘာမှလည်းဟိုကဖြစ်တော့ဘူးပြောရမလို့နိုင်ငံရေးအရာ ပေါ့တော့ဒါကစီယုံရေးစကားတစ်ခုမဟုတ်တလို့ပြောကြည့်ရရှောက်ပြောနေတဲ့ကောင်တစ်ခုတယောက်လိုပဲကျွန်တော်ကမြင်တော့တယ်ပေါ့တော့ပြောရမယ်ဆိုတော့စစ်တပ်ထဲမှာပေါ့တော့အဲ့လိုဘာသာကနေပြောကြည့်ရရှောက်ပြောတဲ့ကောင်လေးဟိုတော့မရှိဘူးလားဆိုရှိတယ်ဒါပေမဲ့တောင်းတန်းလို့လေမရောက်နိုင်လို့ရိုးနေရမျိုးမှာတောင်းတန်းမပြောခဲ့ဘူးအရင်တော့တန်းရွှေလို့ပါလို့နော်သူတောင်းတန်းလူရှိထွက်ခဲ့တယ်လူတွေနဲ့ communication ကိုတိုက်ပြီးတော့ယူလေးမရှိဘူးဒါမရောက်နိုင်လူတွေနဲ့ communication လည်းလိုရင်းတယ်သူ့ရဲ့ order အာဏာကိုလည်းကြီးမားခြင်းတယ် ဒါပေမဲ့လုံပုံကိုင်းပုံတွေကစောက်တလွဲတွေကြီးပဲဖြစ်နေတာအဲ့ဒါကိုကျွန်တော်အဓိကထားပြောချင်တာဗျအဲ့တော့ကျွန်တော်နိုင်ငံရဲ့လက်ရှိအခြေအနေနဲ့ပြည်တွင်းမှာအလုံး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 ုံနဲ့အလုံးလုံးနိုင်ဖို့ပြည်တွင်းမှာအလုံးလုံးပြီးတော့ဒီအဥစ္စာကိုရဖို့ဆိုတာဘလုံးမှဒီကဝင်ဝင်ထွက်ဝင်နဲ့ရက်တည်ဖို့ဆိုတာဘလုံးမှမဖြစ်နိုင်တော့ဟိုကဘောနော်တော်တော်ခက်ခက်ခဲရုန်းကန်နေရတဲ့အခြေအနေကြီးတစ်ခုကဖြစ်ပြန်နေတယ်ဥစ္စာပြည်တွင်းမှာအလုံးလုံးကိုင်းဖို့ဆိုတာကဟိုဘယ်သူမှမနေချင်တော့တဲ့အခြေအနေကြီးကိုကြုံနေရတယ်အဲ့တော့နည်းနည်းလေးချုပ်ပြီးတော့ပြောရမယ်ဆိုရင်ဟောနော် ပြည်တွင်းမှာစက်နေမယ်အလုံးလုံးပဲဘယ်အချိန်စစ်တပ်ထဲဝင်ရမလဲဘယ်အချိန်စစ်တပ်ထဲရောက်ပြီးတော့ဘလို့ပုံစံနဲ့ပါသွားမလဲမိသားစုတော်မသိလိုက်ပဲနဲ့ရှင်းလန်းမှာဘယ်အချိန်တည်မလဲဆိုတာလဲတွေးရတော့မယ်အခြေအနေတခုလိုဖြစ်သွားတယ်ဒီစက်တပ်ထဲကိုမဝင်ဘူးမဝင်ဖို့အတွက်ကိုကုဏပြောသလိုစက်တပ်ထဲမှာအုတ်ကြီးဆိုတဲ့ကောင်ဟလာတလောက်တပေါင်းပေးပြီးတော့ဘာမှမဟုတ်ဘူးဒီကောင်အလဲအသက်တလောက်တပေါင်းပေးနေရဟိုကောင်ဒါတော့မှတလောက်သိနေရတော့ရရလားနဲနော်မဟုတ်ဘူးဟလာ ဒီတိန်းတွေကတော့ဟိုကောင်လေးကရှယ်သုံးဖြုံးတယ်ဒီမှာဒီကတပေါင်းချက်ကုန်ပြီးတော့ပေးနေတာဟုတ်လားအော်သူတို့ရဲ့အတုံးစုပ်ရဲ့တဲမှာဒါဆက်ကြီးပဲဒီတနည်းအားဖြင့်အုပ်ကြီးကိုပေးရတဲ့ဆက်ကြီးလို့ပဲကျွန်တော်တို့ပြောလာဒါဆက်ကြီးပေးနေတာအော်ဒီလိုအခြေအနေမျိုးကြီးတွေမှာအဲ့ဒါအောင်မစိတ်မချသေးဘူးတပေါင်းပေးထားပေမဲ့သူတို့လူတဲ့အချိန်ကျရင်သူတို့ပြန်လာခေါ်မှာအော်ဒီလိုအခြေအနေအော်ဒီစစ်တပ်ကလည်းဘယ်သောအခါမှဒီ စစ်မှုထမ်းကြောင်ရလာတဲ့အင်အားကိုဘယ်တော့ခါမှလည်းပြစ်ပြစ်ဝအတုံးချနိုင်မှာမဟုတ်ဘူးလို့ဘာကြောင့်လဲဆိုတော့ရှီတန်းစစ်မြေပြင်စစ်တပ်တွေဝင်တေဆိုပြီးတော့ပုံစံနဲ့ပဲဖြစ်နေအခုဒီကောင်လေးအင်အားတွေဖြည့်တယ်ရှီတန်းသွားတယ်ဒီကောင်လေးအက်စစ်ကြောင်းတွေနဲ့နိုင်တာတနည်းအားဖြင့်တော့ကျွန်တော်မတွေ့သေးဘူးအဲ့တော့ဒီကောင်လေးရဲ့စီးရင်အင်အားလည်းဒီအင်အားကြောင့်မတိုးတက်လာနိုင်လို့ပြည်သူထောက်ခံမှုမရှိတော့တဲ့ဒီစစ်တပ်ရဲ့လုံပုံကိုင်းပုံတွေဟာကျွန်တော်တို့ပြည်သူတွေအတွက်ကိုတကယ့်ကိုခေါင်းပေါ်မှာကျနေတဲ့ဝင်တော့ဝင်ဖို့ကြည့်ရငရဲမီးတပွဲဖြစ်ပြနေတဲ့ပူလောင်နေတဲ့ပုံစံတွေကိုကြည့်ရတာ မရောက်လာရင်ဖာသန်တန်တစ်ခါလေးအပြောဆိုတွေကလည်းကျွန်တော်တို့အတွက်ဘောသာထွက်စေတယ်လို့ကျွန်တော်ပြည်သူတွေအတွက်လည်းအခက်အခဲတွေခြားရကနေပြီးတော့ရုန်းကန်နေရတာကျွန်တော်တို့တကယ်ကိုစာနာမိပါတယ်။ဘာပဲပြောကျွန်တော်တို့အားတင်းပြီးတော့ပဲဒီဒေါ်လာရေးကိုအဆုံးထိအခက်အခဲတွေခြားရကလုံနိုင်တဲ့သူတွေကပဲအားကျိုးမှန်တက်လှုပ်ဆောင်ကြရမယ်လို့ပဲကျွန်တော် ကတော့ပြောချင်ပါတယ်ဗျာကိုဟုတ်။ဒါတော့ပြောသွားတာမှန်မှန်ပါလေ။ပြည်ထဲမှာတကယ်ကိုမှဒီဝန်ထုတ်ဘူးယူဖြစ်နေရဆင်မှုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ စီဝါရေးအရာအကုန်လုံးပေါ့နော်ဘုဆုံးပေါ့ဆိုတော့ဒါဒီနေ့ကျွန်တော်တို့ပြောသွားတဲ့အကြောင်းအရာလေးကတော့တရှိကျွန်တော်တို့ပြည်တွင်းမှာဖြစ်ပျက်နေတယ်ပြည်သူတွေရဲ့အခက်ခဲမှုတွေနဲ့ကြက်တဲမှုတွေအကြောင်းကိုဒါကျွန်တော်တို့ညီကိုမြောက်ကနေမှာကျွန်တော်တို့မြင်သမျှကြားသမျှအရာတွေကိုဒါပြန်ပြီးပြောပြတာဖြစ်ပါတယ်ဆိုတော့ဒါထုံးစံတိုင်းပဲဒါဒေါ်လာပြည်သက်တွေကိုလင်းတောင်းအောင်နဲ့ဒီအစီအစဉ်ကနောက်ဆုံးမှာပြောချင်ပါသေးတယ်အခက်ခဲကြက်တဲများစွာပါဘောနော်များစွာကြားရတဲ့ကနေပြီးတော့ ရက်ဒီရှင်တန်ရုံးကန်နေရတယ်ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဘောတော့ဟိုကျွန်တော်တို့တခါလေကြရဲဘောတော့ဟိုလမ်းကြည့်ရဘလို့မှလည်းအဆင်မပြေပါဘူးတခါလေမဟုတ်အများတန်းလို့လို့အဆင်ပြေမနေပါဘူးဒါကျွန်တော်တို့ဆိုပြည်ပနိုင်ငံမှာအဲကျွန်တော်ဆိုလဲရုံးကန်လှုပ်ရှားနေရတော့ညာလဲဖီတွင်းကတွေထဲကျွန်တော်အများကြီးအဆင်ပြေတယ်ဒါကြောင့်မို့လို့လဲပြည်ပမှာနေပေမဲ့တော်လိုင်းနဲ့ပတ်သက်ပြီးတော့နေ့တင်ကိုလုံးနိုင်တဲ့ဘက်ကနေပြီးတော့ဝိုင်းကူပြီးတော့တတ်နိုင်တဲ့နေရာဝင်လို့ဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအခြေအနေတွေကနေပြီးတော့ ယုံထွက်ဖို့ကျွန်တော်တို့အရန်ကိုအရေးကြီးပါတယ်ကျွန်တော်တို့ဟိုပေါ့နော်အခုအချိန်မှာငါတို့မလုပ်နိုင်မလဲငါတို့မှလည်းငါတို့ဘောင်ငါတို့ခက်ခဲနေတယ်ငါတို့ဆိုပေမဲ့ဟိုပေါ့နော်မိထားမှာတခုကငါတို့ရဲ့ဘုံရန်သူဒီအခုအချိန်မှာဘာတူလဲဆိုတာကိုမိထားဟိုပါပေါ့နော်မိမထားဘူးကျွန်တော်တို့လိုအပ်တယ်ဆိုတာကိုကျွန်တော်အဓိကထားပြီးတော့ပြောခြင်းနဲ့အော်ဟိုကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကြီးပေါ့နော်ကျွန်တော်နိုင်ငံမှာမိမိတို့ရဲ့အတီးတီးပတ်ဝန်းကျင်ကြီးကသူ့ဘာလို့တဖြည်းဖြည်းနဲ့ပြက်စီးယိုယွင်းနေတာဟာ ဘောနော်ဘသူကြောင့်လဲမေးရင်ဒီစစ်တပ်ကြောင့်လို့ပဲကျွန်တော်ကတော့အခါခါပြောတယ်ဒါကြောင့်မလို့လေဒီစစ်တပ်ရှိနေတွင်ငါတို့နိုင်ငံဟာစိတ်တက်စိတ်တက်ကစပြီးတော့အကုံလုံးအကုံလုံးကဘယ်သောအခါမှာတိုးတက်လာမှာမဟုတ်လူလူချင်းတယောက်ရဲ့စိတ်တက်ကစပြီးတော့ဘယ်သောပဲအကုံလုံးအခါမှာတိုးတက်လာမှာမဟုတ်လို့ဒီစစ်တပ်မရှိမှလည်းရမယ်အဲ့တော့ကျွန်တော်တို့အော်အော်တို့ကြွေးကြော်ခဲ့ကြတယ်ပေါ့နော်ဖက်စစ်စစ်တဲ့အမြင့်ဖြတ်ဆိုတဲ့အတိုင်းကျွန်တော်တို့အမြင့်ဖြတ်ရေးကိုပဲအဓိကဥတီပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့ နောက်နာဂတ်ဒီမှာဒီလိုမျိုးတွေမဖြစ်ဖို့အတွက်ကျွန်တော်တို့ဝိုင်းကြိုးစားကြအောင်လို့ပြောနေတယ်ပဲကျွန်တော်တို့ညီကိုညီအစ်ကိုဒီညတော်ဝေးလေးစဉ်စဉ်ကိုဒီလောက်နဲ့ပဲကျွန်တော်တို့ရန်သားကြပါတယ်တော်လည်းပြည်သူများအားလုံးဟိုကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါခင်ဗျ